အားလုံးမင်္ဂလာပါခင်ဗျာ HKK YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီကနေ့မှာတော့အစိုးရဝန်ထမ်းဖြစ်စီကုမ္ပဏီဝန်ထမ်းဖြစ်စီအလုံးမထွက်ခင်ကြိုတင်ပြင်ဆင်ထားရမယ့်အချက်တွေကိုအကြံပေးတင်ပြချင်ပါတယ်ခင်ဗျာနံပါတ်1မိသားစုအတွက်ကိုယ်ပိုင်အင်ကိုခတ်စောစောမှာစောက်လုံနိုင်ဖို့ကြိုးစားပါမြို့ထဲမှာမစောက်နိုင်ရင်တော့ကျေးလက်မှာဖြစ်ဖြစ်မြို့အစွန်အဖျားလေးတွေမှာပဲဖြစ်ဖြစ်ပေါ့ သက်50အရွယ်မှာအိမ်ပိုင်နိုင်ခြင်းဟာတင့်အတွက်အောင်မြင်မှုမဟုတ်ပါဘူး။ဝန်ထမ်းအင်ရာတွေကိုတန်ရောစင်မညှိပါနဲ့။တက်တောင်တက်တာဖြစ်မှုကိုပါရနေမှုဟာတင့်အတွက်အန္တရာယ်ကြီးလာပါလေ။တင့်ရဲ့ပျော်ရွှင်မှုတွေဟာတင့်ရဲ့ကိုယ်ပိုင်အိမ်မှာတင့်မိသားစုနဲ့အတူဖြစ်နေပါစေ။နံပါတ်1အိမ်ကိုပြန်ပြစ်အောင်ပြန်ပါ။တစ်နှစ်ပတ်လုံးအလုံးမကြီးမနေပါနဲ့။တင်သေးဆုံးခဲ့ရင်လဲတင့်နေရာကိုချက်ချင်းအစားထိုးပြီး လုပ်ငန်းတွေကိုဆက်လက်လဲပတ်မှာပါပဲမိသားစုနဲ့မိသားစုအနာဂတ်ကိုရှေ့တန်းတင်မှာနံပါတ်3ဂျာရုတိုးမှုရဲ့နောက်ကိုမလိုက်ပါနဲ့ကို့ကျွမ်းကျင်မှုကိုသာတိုးတက်အောင်စူးစမ်းနေပါကို့လုပ်နေတဲ့မြအရာတွေကိုအကောင်းဆုံးဖြစ်နေအောင်စူးစမ်းပါအဲ့ဒီလိုစူးစမ်းမှုအတွက်တင်ဂျာရုတိုးခဲ့မယ်ဆိုရင်တော့ကောင်းပါတယ်ဒါပေမဲ့လည်းဂျာရုမတိုးပေးခဲ့ရင်လည်းတင့်ရဲ့တကိုယ်ကြီးအရေးချင်းတိုးတက်မှုအတွက် အကောင်းမြင်ပေးလိုက်ပါနံပါတ်၄အလုံးမှာရုံးမှာအတင်းအဖျင်းတွေ မပြောမိစေဖို့ကြိုးစားပါတဲ့ရဲ့နာမည်တဲ့မကောင်းစေမဲ့အရာတွေကိုရှောင်ရှားပါ အလုံးရှင်အကြီးအကဲနဲ့လုပ်ဖို့ကင်ဘက်တွေကို အပုတ်ချခြင်းမလုပ်ပါနဲ့အမြဲတမ်းအစိုးမြင်တတ်သူနဲ့ခက်ဝေးဝေးမှနေပါနံပါတ်၅တဲ့အလုံးမှာရှိတဲ့အကြီးအကဲနဲ့ပြိုင်ဆိုင်ခြင်းမလုပ်ပါနဲ့ အဲ့ဒီလိုပြုတ်လုချင်းကတင်းရဲ့လက်ချောင်းတွေကိုမိရှို့နေခြင်းနဲ့တူပါတယ်။နောက်ဖို့ကင်ဘက်တွေနဲ့လည်းမပြိုင်ဆိုင်ပါနဲ့။အဲ့ဒီလိုပြိုင်ဆိုင်နေခြင်းကလည်းတင်းအုံနောက်တွေကိုကြော်လော်နေခြင်းနဲ့ဆင်တူပါတယ်။နံပါတ်6အပေါ်ဝင်ဝင်ရနိုင်မယ်။အခြားစီးပွားရေးတစ်ခု ရှိနေနိုင်ဖို့ကြိုးစားပါ။ရေချင်မှာတင်းရဲ့လစာတစ်ခုတည်းကတင်းလိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်မှာမဟုတ်ပါဘူး။နံပါတ်9 လစာကနေငွေချို့ဒါမှမဟုတ်၃ပုံ၂ပုံကိုလစဉ်စုဆောင်းနိုင်ဖို့ကြိုးစားပါနံပါတ်၈စွန့်စားနိုင်မယ်ဆိုရင်တော့ချင်းငွေရယူပြီးစီးပွားရေးလုပ်ငန်းတစ်ခုကို အစပြုထားပါဇင်ကံပစ္စည်းဝယ်ယူဖို့အတွက်ကိုတော့ဘယ်တော့မှကြိုတင်ငွေ ယူခြင်းချင်းငွေယူခြင်းများ မလုပ်မိပါစေနဲ့နံပါတ်9တင့်ရဲ့ဘဝတင့်ရဲ့မိသားစုတင့်ရဲ့အိမ်တောင်ရေးနဲ့ တင့်ရဲ့ဝန်တန်းဘဝလုပ်ငန်းတွေဟာတက်တက်စီဖြစ်နေပါစေ။ဒီအချက်ဟာတင်းနဲ့တင့်မိသားစုရဲ့အနာဂတ်မှာရော လက်ရှိမှာပါ အရန်အရေးကြီးလာပါတယ်။နံပါတ်30ခက်စောစောမှာပြင်ဆင်ယူပါ။ဒါမှမဟုတ်ခက်စောစောမှာအလုတ်ထွက်နိုင်မှုစူးစမ်းပါ။အလုတ်ထွက်ဖို့အစီအစဉ်ကို အလုတ်ခန့်စာရကြတဲ့ကပြင်ဆင်ထားတာအကောင်းဆုံးပါပဲ။နံပါတ်7အလုတ်အားရခွင့်ရက်တွေကို တဲ့အနာဂတ်အိမ်အနာဂတ်လုပ်ငန်းတွေတဲ့ရဲ့ကိုယ်ပိုင်အရေးအချင်းတိုးတက်မှုတွေအတွက် အသုံးပြုပါအဲ့ဒီလိုခွင့်ရအားလက်ရက်တွေကိုတင်ဘလို့အသုံးပြုခဲ့တယ်ဆိုတာကတင်ဝန်ထမ်းဘဝကထွက်ပြေးတဲ့အခါဘလို့နေထိုင်မယ်ဆိုတာကိုရှောင်ပြန်ဟတ်နေပါလိမ့်မယ်နံပါတ်7အလုံးမထွက်ခင်တွေကစီမံကိန်းတစ်ခုကိုစတင်ထားပါ အလုံးထွက်ပြီးမှစီမံကိန်းကိုစတင်တာမျိုးမဟုတ်ပဲအဲ့ဒီစီမံကိန်းကို ပုံမကောင်းမွာလက်ပတ်နိုင်ဖို့အတွက်အလုတ်ထွက်တာမျိုးဖြစ်ပါစေ။နံပါတ်73အစိုးရဝန်တန်းဆိုရင်လေပင်စင်ငွေဟာစီမံကိန်းတစ်ခုလုပ်ဖို့အိမ်ဝယ်ဖို့ကလေးတွေကျောင်းစရိတ်စတဲ့မိသားစုတစုရဲ့အခြေခံလိုအပ်ချက်တွေအတွက်လောက်ငှမှာမဟုတ်ပါဘူး။ပင်စင်ငွေကိုမျှော်လင့်ပြီးဘဝကိုစီမံကိန်းတွေမချမိပါစေနဲ့။နံပါတ်74တင်အသက်ကြီးသွားလို့ လုပ်ငန်းတွေကိုအနားယူရမယ့်အချိန်ရောက်လာတဲ့အခါအစိုးရဝန်ထမ်းဆိုရင်လည်းပင်စင်ယူရမယ့်အချိန်ကို ရောက်လာတဲ့အခါငွေရွေးစင်အခါကဘာအစီအစဉ်ဘာစီမံကိန်းမှမရှိဘဲစိတ်ဆင်းရဲစရာ ဖြစ်ရတဲ့ခုအနေနဲ့ပတ်ဝန်းကျင်ရဲ့ညှို့ဆိုစရာ မဖြစ်ပါစေနဲ့စံမြပုံစံတစ်ခုဖြစ်နိုင်ဖို့အထီးစူးစမ်းနေပါနံပါတ်15တင်ဟာဌာနအတွက်ဝန်ထုပ်ဝန်ဖို့မဖြစ်ခင်အချိန်မှာ ပင်စင်ယူနိုင်ဖို့အလုတ်ကထွက်နိုင်ဖို့စူးစမ်းပါ ငယ်ရွယ်ဖြက်လက်ချိန်မိသားစုကိုစိတ်ဝင်စားစရာနေရာတွေကိုဥဆောင်ပို့ပေးနိုင်တဲ့အချိန်တွေမှာအလုတ်ကထွက်ပါနံပါတ်16ဝန်ထမ်းအင်ယာတွေမှာမဟုတ်ဘဲတဲ့အိမ်မှာပင်စင်อยู่ပါကုမ္ပဏီတစ်ခုမှာဖြစ်စီအစိုးရအလုတ်တစ်ခုမှာဖြစ်စီနှစ်ပေါင်းများစွာလောက်ကင်ခဲ့တဲ့သူဟာအခြားနေရာ အတိတ်တစ်ခုမှာအကျွမ်းတဝင်နေရကြဘူးဆိုတာမလွယ်ကူလာပါဘူးနံပါတ်7 ဝဏ္ဏဘဝကရတဲ့အကျိုးမြတ်တွေကိုမျှော်လင့်ပြီးပြင်စင်ယူဖို့မေ့လျော့နေတာမျိုးမဖြစ်ပါစေနဲ့ဝဏ္ဏဘဝကရတဲ့မြတ်အကျိုးမြတ်တွေဟာကိုယ်ပိုင်ဘဝကိုပြင်ဆင်ပေးနိုင်မယ်အုတ်တစ်ချက်တဲတပွင့်ဖြစ်ပါစေပြင်စင်ယူပြီးလို့တင့်မှာနောက်ထပ်စီးပွားရေးတစ်ခုရှိမနေဘူးဆိုရင်တော့တင့်ကိုဘယ်သူကမှဆရာလို့ခေါ်မှာမဟုတ်ပါဘူးအခုလက်ရှိအချိန်မှာတင့်ဟာဝဏ္ဏဘဝမှာရှိနေသေးတယ်ဆိုရင်တန်ဖိုးမကြီးကျင်နေပါစေလူစီကားလာတယ် မြို့ပေါ်မှာမဖြစ်ရင်နေပါစီကိုပိုင်ခြံဝန်းလေးနဲ့မကြည့်ကျမခန်းနာရင်နေပါစီကိုပိုင်အိမ်လေးတစ်လုံးကိုပိုင်ဆိုင်နိုင်ဖို့ကြိုးစားပါအနာဂတ်မှာပျော်ရွှင်တဲ့မိသားစုတစ်ခုကိုပိုင်ဆိုင်နိုင်ပြီး နောက်ဆုံးမှာကိုပိုင်အိမ်လေးမှာသာကောင်းချနိုင်ကြပါစီတကယ်တော့ဝဏ္ဏဘဝဆိုတာအချိန်တွေကို ကိုပိုင် အသုံးချဖို့အခွင့်အရေးကနေပါလှပါတယ်ဝဏ္ဏဘဝလစာဆိုတာကလည်းလကုန်ပြီ25ရက်မကျော်ခင် ကုန်ကြတဲ့လူတွေကခက်များများပါတချို့ဆိုရင်တော့လစာထုတ်ပြီးတဲ့နေ့မှာပဲတရေခွင်းပဲကြံကြတာပါအဲ့လိုလုံးချလဲနေရင်နှစ်တွေကုန်အယောင်ပြောင်းမလာတာတွေလည်းအများကြီးကြုံမှုကြမှာပါအချိန်ကိုယ်တော်မပိုင်နိုင်တဲ့ဝန်ထမ်းတွေအတွက်ကိုယ်ပိုင်လုပ်ငန်းစတင်ထားဖို့ဆိုတာလည်းယုံကြည်ရတဲ့မိဘဆွေမျိုးအတိုင်းအဝိုင်းနဲ့ယုံကြည်ရလောက်တဲ့မိတ်ဆွေ မရှိရင်တော့ညာတိုင်းမှတ်နေရတဲ့အိမ်မက်တစ်ခုလိုဖြစ်နေမှာပါလစာကောင်းကောင်းရနေတဲ့လူတွေအတွက် မိသားစုအိမ်မက်တွေဖြည့်ဆည်းဖို့အတုံးထွေတာပြီးစူးစမ်းလိုက်ရင် အချိန်အနည်းငယ်နဲ့ဖြစ်လာနိုင်ပေမယ့်ဒီခစ်ကြီးထဲမှာတလားကိုနှစ်သိန်းခွဲသုံးသိန်းနဲ့လုံနေရတယ်ဆိုရင်တော့ကိုပိုင်အိမ်နဲ့ကိုပိုင်ခြံဝန်းဆိုတာခမရအတွက်တော်တော်ကိုခက်ခဲတဲ့စိန်ခေါ်မှုတစ်ခုဖြစ်နေမှာပါစိတ်မကောင်းစရာကလည်းအခုအချိန်မှာတလားကိုလစာသုံးသိန်းဝန်းကျင်နဲ့လုံနေရတဲ့လူအများစုကို တွေ့နေရတာပါပဲဒါပေမဲ့လည်းသူတို့ရဲ့လက်ထဲမှာ စမတ်ဖုန်းတစ်လုံးတော့ရှိနေတတ်ပါတယ်။နောက်ထပ်လည်းအစ်စ်ပေါ်နေတဲ့စမတ်ဖုန်းတစ်လုံးကိုလိုချင်တဲ့ဆန္ဒကလည်းရှိနေတတ်ပြန်ပါတယ်။လကွန်နာနဲ့လစာယူဖို့စောင့်နေတဲ့အမေရဲ့ကိုလိုချင်တဲ့စိန်ခံပစ္စည်းတစ်ခုခုရဲ့ကနောက်တဲ့လူငယ်တွေအတွက်ဖြည့်ချင်းရခတ်တဲ့စိန်ခေါ်မှုတွေဖြစ်နေတတ်ပါတယ်။ဒါကိုကိုပိုင် အသိပညာကိုပိုင် အနာဂတ်မျှော်လင့်ချက်နဲ့ဒီပြဿနာတွေကိုကင်တွယ်ဖြည့်ရှင်းနိုင်ဖို့က ော်တော်လေးကိုအရေးကြီးလာပါတယ်။မိဘတွေရဲ့အတွေ့အခေါ်မိဘတွေရဲ့အုတ်ထိန်နိုင်မှုမိဘတွေရဲ့လမ်းပြပေးနိုင်မှုကလည်းအရေးပါတဲ့အခန်းကဏ္ဍကရှိနေတတ်ပါတယ်။ယနေ့ခေတ်မျိုးပြလူနေမှုစနစ်မှာတော့အမြင်ရှိပြီးအတော်အတန်ခြောင်လှယ်တဲ့မိသားစုတွေမှာရှိတဲ့တာသမီတွေဟာမိဘအိမ်မှာနေနေတဲ့အတွက်ကိုပိုင်ချမ်းကိုပိုင်ဝန်းဆိုတာတွေကိုစဉ်းစားတာမျိုးမတွေ့ရပဲခေတ်ပေါ်စမတ်ဖုန်းတွေနဲ့ဆိုင်ကယ်တွေအပေါ်မှာတော့ အာယုံစိုက်နေလက်ကြပါတယ်။အဲ့ဒါတွေရဲ့အကျိုးဆက်ကိုတော့မိမယူယောက်ျားယူမှကြုံကြရပါလိမ့်မယ်။မပြည့်စုံတဲ့မိသားစုတွေမှာရှိတဲ့တာသမီတွေကတော့ရင်ထဲမှာရှိတဲ့ဆိုင်ကယ်အစ်စ်ဖုန်းအစ်စ်တွေကိုရင်ထဲမှာသာတင်ထားပြီးလက်ကုံနာနဲ့မျက်နှာငယ်လေးနဲ့မျှော်နေတဲ့အမေလက်ထဲကိုထိုးအပ်လိုက်ရပါတယ်။ဒီထက်ပိုဆိုးတာကတော့အင်းရဲ့မိသားစု အခြေအနေကို နားမလဲပဲစံစီတတ်ပူပြီးဖုန်းနဲ့ဆိုင်ကယ်ကို အသင်းဝယ်ယူလိုက်တာပါပဲ။နေကနေစူးစမ်းဘူးမြို့ပေါ်ကိုတက်လာတဲ့လူငယ်တွေကြလဲဟယ်လိုတားရီတမီးရီဆိုတာနဲ့ဖက်ခနဲလွှဲပေးလိုက်ကြရတာပါပဲ။မိသားစုအခြေအနေတွေအမျိုးမျိုးနဲ့မိဘအမျိုးမျိုးတွေနဲ့အိမ်တော်ဘက်အမျိုးမျိုးတွေကြုံတွေ့ရနိုင်ပေမယ့်လက်ရှိဝန်ထမ်းဘဝနဲ့ရုန်းကန်နေရတဲ့လူတွေကိုအကြံပေးချင်ပါတယ်။လူရလို့ဖြစ်လာရင်တော့မိဘအရေးဆိုတာတဲ့ကိုယ်ပိုင်ကြောတခင်းစာနေရာရှိဖို့က အင်မတန်မှအရေးကြီးလာပါတယ်။စမတ်ဖုန်းနဲ့ဆိုင်ကယ်စတဲ့ဇိမ်ခံပစ္စည်းတွေဟာအခုအချိန်မှာ စိတ်ဆန္ဒအရလိုချင်နေတာမှန်ပေမဲ့အနာဂတ်ကိုယ့်ဘဝရှင်သန်ရေးမှာတော့ဘာမှလောက်လောက်လာလာအရေးပါလာတာမဟုတ်ပါဘူး။ဒါကိုကွဲကွဲပြားပြားနားလည်နိုင်ကြဖို့လိုပါတယ်။ဝဏ္ဏဘဝစတင်ပြီဆိုတဲ့အချိန်မှာကိုယ်ပိုင်လုပ်ငန်းကိုထူထောင်နိုင်ဖို့နဲ့ကိုယ်ပိုင်အိမ်တလုံးပိုင်ဆိုင်နိုင်မှုကဒီပိုလေးရဲ့အဓိကဆွေးနွေးအကြံပြုလိုချက်ဖြစ်ပါတယ်။ ဒါပေမဲ့ဂျုံကြည်ရမယ်လို့မရှိရင်ရတဲ့လစာ၃ဒိန်ဝင်းကျင်နဲ့ဆိုရင်တော့ကိုပိုင်လုပ်ငန်းစတင်နိုင်ဖို့ခက်ခဲပါလိမ့်မယ်။ကိုပိုင်မြေဝယ်ယူနိုင်ဖို့အတွက်ကိုတော့ဈေးနဲ့တဲ့မြို့အစွန်ဖျားကရွာတွေမှာစူးစမ်းနိုင်ပါလိမ့်မယ်။ဆွေမျိုးမိတ်ဆွေတွေလည်းကအလုံးအရင်နဲ့စိုက်ဝယ်ပေးနိုင်မယ်လူအရစ်ကြနဲ့ဝယ်လို့ရမယ့်နေရာလစာကြုံထုတ်တဲ့စနစ်စတဲ့နီလန်းတွေနဲ့ကိုရနိုင်မဲ့ငွေအမောင်းနဲ့ကိုဝယ်နိုင်မဲ့မြေနေရာတွေကို အလုတ်အားလက်ရက်တွေမှာလေ့လာပြင်ပါတယ်။မြေနေရအရှုပ်ရှင်းတွေနဲ့မြေရာဇဝင်တွေကိုပတ်ဝန်းကျင်တွေမှာမြေမြန်စူးစမ်းတဲ့လို့တစ်ဖက်ကနေလဲအွန်လိုင်းကိုအသုံးပြုပြီးမြေရာဥပဒေတွေကို ကိုယ်တိုင်နားလည်အောင်လေ့လာနေဖို့လဲလိုပါတယ်။ပွဲစားတွေရဲ့ပါဇက်မှာညောမသွားဖို့ကလည်းတိတ်ကိုအရေးကြီးလာပါတယ်ခင်ဗျာ။အဆုံးထိနားဆင်ပေးခဲ့တဲ့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။အနာဂတ်မှာပြည့်ရွှင်ပွဲမိသားစုနဲ့ ကိုပိုင်အိမ်လေးကိုပိုင်ခြံဝန်းလေးနဲ့ပိုင်ဆိုင်နိုင်တဲ့လူတွေဖြစ်ကြပါစေခင်ဗျာ။